တာဘာလဲလွယ်လွယ်လေးနားလည်ထားရမယ်မေတ္တာဆိုတာသူများကို ချမ်းသာစေခြင်းနဲ့စိတ်ပဲဟုတ်လားမေတ္တာဆိုတာဘာလဲသူများကိုချမ်းသာစေခြင်းတာဟုတ်လားဘေးတွေရန်တွေကြားရောက်နေမယ်ဆိုရင်မချမ်းသာနိုင်ဘူးဒါကြောင့်ဘေးတွေရန်တွေမကြမရောက်ပါစေနဲ့ကျမရေးဖောက်ပြန်နေမယ်ဆိုရင်မချမ်းသာနိုင်ဘူးဒါကြောင့်ကျမရေးတွေမဖောက်ပြန်ကြပါစေနဲ့ကျမရေးကောင်းပါစေဟုတ်လားစိတ်ဆင်းရဲတွေကြုံပြီးတော့စိတ်ကိုမထားတတ်ရင်လည်းပဲချမ်းသာမှာမဟုတ်ဘူးဒါကြောင့် xây cổ chân là ông thả nền cha bà gì tông chiệp không mong biểu lại <laughs> để đi lấy tha bị rồi na thảo nó đại cho tao nán xe rồi phải chị nó à biết đà bảo nào mà bảo nhau đi luôn nó thiên xa chỗ cha rồi mua để tao nán xe rồi phải biết đà vô lịch sử để long công xem mà nếu lúc đó đâu hồ đem nhà đồ thì bây giờ kiến quả cố xây nếp xa chả mà chả nà nhà bà gì thật ra là là hấp lắm xem mà nếu lúc ပြီးမှတော့တတဝါဟူသမျှတို့ဆိုအပေပုံသားတွေကိုယူလိုက်ကုံသွားပြီနော်ပြမနဲ့လို့တတဝါဟူသမျှတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေဒါဆိုရင်ရပြီနော်အဲ့ဒါလေးကိုဆိုယိုးလေးကိုတကယ်ကြေပြုံးနေအောင်ကြက်မှတ်ပြီးတော့တူ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 လေးယွတ်နေစိတ်ကိုအဲ့ဒီထဲမှာထည့်ပြီးတော့ယွတ်နော်အယွတ်နေပါများလာလို့ရှင်ဒီစိတ်ထားလေးကပိုးပြီးတော့ ဟိုလင်းနေမှုရှိလာတယ်ရွတ်တာနဲ့စိတ်ထားတာနဲ့ဟိုအဝင်ခွင့်ရဖြစ်လာတယ်နော်ရွတ်ရွံ့ရွတ်နေတာမဟုတ်ဖဲနဲ့စိတ်ရဲ့မြင့်မြတ်တဲ့စေတနာတွေကလည်းကိန်းဝတ်နေတယ်ပေါ့ဩတတ္တဝါတွေဘေးရန်ကင်းကြပါစီနော်ကျမ်းမာရေးကောင်းကြပါစီနှလုံးစိတ်ဝမ်းငြိမ်အေးကြပါစီဒါလေးကိုကိုကထက်ခါထက်ခါလုံနေလို့ရှိရင်မေတ္တာရဲ့သဘောဟာနော်အလွန်တရာမှအာနိသင်ကြီးမားတယ် သူများကိုချမ်းသာစေခြင်းနဲ့စိတ်ထားပထမဦးစွာချမ်းသာစေခြင်းနဲ့စိတ်ထားနေတဲ့မိမိကိုယ်ကိုပို့ပြီးတော့အရင်ချမ်းသာစေလိုက်မယ်။ဒါမြင့်တာပို့တယ်ဆိုတဲ့နေရာမှာတချို့ကတမန်ကရှန်ကားဖြင့်အာသူများအတွက်လှုပ်လှုပ်နေတာလို့ထင်စရာရှိတယ်။ဟုတ်တယ်သူများအတွက်လည်းအလုပ်လုပ်ရရောက်ပါတယ်တကယ်မြင့်တာအားကြီးရင်ပတ်ဝန်းကျင်ကိုအများကြီးကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်။သို့တော့မြင့်တာပွားတာကိုဘုံဘုံကဘလို့ပြောနေတာလို့ဆိုတော့ ကို့အတွက်အဓိကအလုံးလုံးနေတာလို့ပြောခြင်းကို့စိတ်နှလုံးကိုကြိမ်ပန်များစွာဒုက္ခပေးနေတဲ့အလိုမချမှုဆိုတဲ့ဒေါသမီးတောက်ကိုနှိမ့်တက်နေတာလို့ဆိုခြင်းလေဟုတ်လားဒေါသရဲ့နှိမ့်ဆက်ခြင်းအနေပြီးတော့တတ္တာရအောင်ကြိုးပမ်းအထုတ်နေတာများသောအားဖြင့်ဘုန်းဘုန်းတို့ရဲ့စိတ်တွေကဒီအလိုမချမှုနဲ့ပဲပတ်ဝန်းကျင်လောကရဲ့ပုံမှာတုံ့ပြန်ကြတာများတယ်နော်ဘုန်းတို့ဒေါသတွေဖြစ်ကြတယ်ဆိုတာတက်မဲ့ အရာတွေရဲ့ပုံမှာဒေါသဖြစ်တယ်ဆိုတာအလွန်ရှားပါတယ်ဖြစ်ရင်လည်းပဲတိတ်ပြီးတော့နော်ဟိုပြင်းပြင်းထန်ထန်ကြီးမဖြစ်တတ်ဘူးပေါ့ဟုတ်လားတက်ရှိတွေပုံမှာပဲဖြစ်ကြတယ်ဟုတ်တယ်နော်တက်ရှိတွေပေါ်ဖြစ်တယ်ဆိုတာမှလည်းပဲအိရှန်တွေပုံမှာဖြစ်တာတဲ့နော်လူတွေပုံမှာပဲဖြစ်တာများတယ်လူတွေပုံမှာဖြစ်တယ်ဆိုတာထဲမှာလည်းပဲကိုယ်နဲ့မသိတဲ့လူတည်းကိုယ်နဲ့သိတဲ့လူပုံမှာပို့ပြီးတော့ဖြစ်ကြတာများဘူးလားများနော်ဟိုပြောရရင်ကိုယ်နဲ့ဆက်ဆံနေတဲ့လူတွေရဲ့ပုံမှာအလိုမကျတဲ့စိတ်တွေနဲ့ဘုန်းဘုန်းတို့က အနေများကြတာပေါ့နော်ဒါကြောင့်စိတ်နှလုံးကမအေးချမ်းတော့တော့ပဝန်းကျင်လောကရဲ့ပုံမှာမြင့်မြတ်သောတုံ့ပြန်မှုတစ်မျိုးလို့မြင့်မြတ်တဲ့သဘောထားတစ်မျိုးလို့ဘုံကတော့ဆိုကျင်တဲ့မေတ္တာဆိုတာရသော်ဘုရားကတော့ယောဂီတို့မြေတန်းရွတ်နေတာပဲလေမေတ္တာတုတ်ထဲမှာဘလို့ဟောတာတော့တိဋ္ဌံစရဏိသိဉ္ဇောဝတေယံောယာဝတ္တဝိတမိတောအေတံတရိန်ဒိဋ္ဌိယဗျမမိတံဝိရတာမိရမဟုတ်ဟုတ်လား။ဩ ရက်နေတဲ့အခါမှာပဲဖြစ်ဖြစ်၊သွားနေတဲ့အခါမှာပဲဖြစ်ဖြစ်၊ထိုင်နေတဲ့အခါမှာပဲဖြစ်ဖြစ်၊လျောင်းဆက်နေတဲ့အခါမှာပဲဖြစ်ဖြစ်တတ္တဝါတွေပုံမှာချမ်းသာစေခြင်းနဲ့ဆိုတဲ့မေတ္တာပြဋ္ဌာန်းတဲ့တတိကလေးနဲ့နေမယ်ဆိုလို့ရှိရင်အဲ့ဒါအလွန်မြတ်သောနေခြင်းဖြစ်တယ်လို့ဒီလိုပြောတာဟုတ်လား노ချားနေတဲ့အချိန်တိုင်းမှာတော့ရသော်ဗျာမေတ္တာနဲ့နေစေခြင်းတာဟုတ်လားထိုင်နေနေသွားနေနေရက်နေနေအိတ်နေနေတတိကလေးရှိတယ်ဘာတတိလေးလဲ တတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်လေးထားတဲ့တတိကလေးဟုတ်လားအေတံတတိအဋိဋ္ဌိယငါတတ္တဝါတွေကိုချမ်းသာစေခြင်းနဲ့စိတ်ကလေးထားပါမယ်လို့အမှတ်တတိလေးနဲ့နေတာပါဟုတ်လားအဲ့လိုနေမယ်ဆိုရင်တပါတော့အလွန်မြတ်တဲ့နေခြင်းလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့ဒီမေတ္တာတရားအလွန်တရားမှတရားဓမ္မတို့ဘုံတို့ရဲ့စိတ်နဲ့ဘဝကိုကာဝယ်ဆောင်ရှောက်နိုင်တယ်အထူးသဖြင့်ဒေါသမီလောင်ကျွမ်းခြင်းကနေတတ္တရာရအောင်ကာဝယ်ဆောင်ရှောက်နိုင်တယ် ောသကိံပဏမေတ္တာယနိဗ္ဗာန်ပင်တိနရုတ္တမအဲ့မြင့်မြတ်တဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာအလိုမချမှုဒေါသမီးကိုမေတ္တာရေးဖြင့်နှိမ့်တက်ကြတယ်လို့ဒီလိုမြင့်မြတ်စွာဘုရားနိလံပေးတယ်ဟုတ်လားအဲ့တော့ဒီနေရာမှာမေတ္တာတရားကဟိုစိတ်ကိုကာဝယ်ဆောင်ရှောက်တယ်ဆိုတာတဲ့ဘဝဟိုတောင်ကာဝယ်ဆောင်ရှောက်နိုင်တဲ့အစွမ်းတတ္တိတွေကိုမြတ်စွာဘုရားမြင်တော်မူတဲ့အတွက်ကြောင့်များစွာဟောတာတည်းရှိတယ်